ကကလေးတို့ရေခုရဲ့ဖုန်းကိုရုပ်ရှင်ကင်မရာအဖြစ်ပြောင်းလဲအသုံးပြုပြီးတာဖုန်းတစ်လုံးကိုကင်မရာတစ်လုံးလို့ကင်ပြီးတော့ရိုက်ကူခြင်းနဲ့သူတွေအတွက်တော့ဒီ application လေးကိုအသုံးပြုပြီးတော့ရိုက်ကူနိုင်ပါတယ်မိစင်က iPhone ဒါမှမဟုတ် Android ဖုန်းတွေကိုအစွမ်းတက်ကင်မရာတစ်ခုအဖြစ်ပြောင်းလဲအသုံးပြုလို့ရမယ် Blackmagic Camera application အကြောင်းကိုပြောပြချင်ပါတယ်ဒီ application မှာဆိုရင် professional video camera mode တွေကိုကောင်းကောင်းအသုံးပြုနိုင်ပါပါ ဥပမာ IS ကို shutter speed ဒါမှမဟုတ် shutter angle တွေကိုစိတ်ကြိုက်ချင်ကြီးနေပါတယ်။ focus ကအစ exposure အထိ manual control တွေကို အပြည့်အဝပေးပါတယ်။အရေးအသေးပိုင်းမှာလည်းအမရောပါဘူး။ Apple Pro Res လို high quality format တွေအပြင် low color speed နဲ့လည်းရိုက်ကူးနိုင်ပါတယ်။ဒီ application ရဲ့အကောင်းဆုံးချက်ကတော့ black magic cloud နဲ့ပေါင်းစပ်ထားလို့ပါပဲ။ကဲကူပီယာနဲ့ဖူးဒေးတွေကိုဒိုင်ရိုက် cloud စီတင်ပို့နိုင်ပြီးတော့တိထက်တဲ့သူတွေက DaVinci Resolve မှာချက်ချင်းစတင်အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ် အချိန်ကုန်တက်တာစီတဲ့အကောင်းဆုံး workflow ပါပဲ။ဒါအပြင်ဒီ application ကို iPhone Pro model တွေ၊ Samsung Galaxy S series နဲ့ Google Pixel လိုမျိုး flagship phone model အများစုမှာအခမဲ့ download လုပ်ပြီးတော့သုံးစင်နိုင်ပါတယ်။ဒါလောက်စွမ်းဆောင်ရည်မြင့်တဲ့ application ကိုအခမဲ့ရနိုင်တာကအံ့ဩစရာပါပဲ။ဒါဆိုရင်ဘာအောင်စောင့်နေလဲ။ကိုက video ဖန်တီးသူဒါမှမဟုတ်ရုပ်ရှင်ရိုက်ကူးမှုကိုစိတ်ဝင်စားသူဆိုလို့ရှိရင် App Store ဒါမှမဟုတ် Play Store ကနေပြီးတော့ Black Magic Camera ကိုအခုပဲ download ဆွဲလိုက်နော်